ဒီဇလန်းလေးကတော့ဂူထုံးဆရာဝန်ကာစီတယောက်ပျောက်သွားတာကနေစတင်ခဲ့ပါလေရဲတွေကသူ့ကြောင့်လိုက်ဆောင်ဆန်းတဲ့အခါမှာတော့သူ့ကိုလူတွေကလူကောင်းလို့ပဲတတ်မှတ်ပြီးတော့ပြောနေခဲ့ကြပါလေဒါပေမဲ့တကယ်တမ်းသူ့အကြောင်းကိုအထက်ထက်ခါခါစုံစမ်းကြည့်တဲ့အခါမှာကာစီယာဘယ်လိုလူများဖြစ်နေမလဲသူ့ရဲ့ပျောက်ဆုံးမှုကရောရိုးရှင်းပါရဲ့လားမိမတွေအများကြီးနဲ့ပတ်သက်နေတဲ့ကာစီရဲ့တယုံမှန်ကဘာများလဲ Inspector Sarah Vernon ဆိုတဲ့လူကလိုက်လံစုံစမ်းနေဇလန်းသူတွေကြားထဲကနေအဖြစ်မှန်ကိုဘယ်လိုဖော်ထုတ်သွားမှာလဲ အဖေမှန်ကိုသိရောဘလို့တရားမျှတစွာစုံဖြမ်းလဲစွာကိုကျွန်တော်တို့တူတူ live ပါစီမောက်လိုက်အောင်ပါဒုံစားတိုင်းပဲကျွန်တော်ကတော့ပေးနိုင်တင်ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာဇလန်းဆောင်မှာဆိုင်းလို့အင်ကြီးကြီးကြီးတခုထဲမှာဇုံတွဲတွဲဟာဂရင်တလုံးကိုစစ်တလင်းလို့သဘောထားပြီးတော့ချစ်ပြူဟာခင်းနေကြပါလေ။ ရွာခင်းပြီးသွားတော့ကောင်လေးကထပြီးရေကူးကန်ဘောင်သားမှာမတက်ရက်နေတဲ့ချိန်မျက်နှာဖုံးတက်ထားပြီးတော့တကူလုံးအမဲဝစ်ထားတဲ့လူတယောက်ကအနောက်ကနေကောင်လေးရဲ့ခေါင်းကိုတန်တုံကြီးနဲ့ရိုက်လိုက်ပါတော့တယ်တချက်ထဲနေပဲကောင်လေးလည်းရေထဲကိုမှောက်ရသားကြီးလဲကျသွားခဲ့ပါတယ်ဝေယုံမဲနဲ့လူကကောင်လေးကိုမှသွားပြီးတော့ကားလေးကိုထဲကခေါ်သွားခဲ့ပါတယ်တကယ်မတော့ inspector တယောက်ကကမ်းခြေမှာမတက်ရက်နေခဲ့ပါတယ်သူကကျွန်တော်ကတော့ inspector saravanan ပါလူတယောက်ပျောက်ဆုံးကြောင်းသူမိဘတွေကလာပြီးတော့တိုင်ကြားထားကြပါတယ်ဘာဖြစ်ရှင်းချက်မှမရှိလောက်ရှုပ်ထွေးတဲ့အမှု စုံစမ်းစစ်ဆေးမှမေးခွန်းတွေများစွာရှိနေအမှုကိုကျွန်တော်လည်းဖီအားရီနဲ့စုံစမ်းစစ်ဆေးကိုစတင်ခဲ့တယ်ဆိုပြီးတယောက်တည်းတွေးနေခဲ့ပါတယ်။တကယ်တော့ကသူစီလင်များနှစ်ယောက်ရောက်လာပြီးတော့ယောက်ျားဖြစ်သူကဆရာကျွန်တော်ကမူရီဂန်ပါအသားဆိုင်ဖွင့်ထားပါတယ်ကျွန်တော်သာပြောင်းနေလို့ပါလို့ပြောလာခဲ့ပါတယ်။ဆာရာဗာနန်ကဘယ်တော့ကပြောက်တာလဲလို့မေးပါတယ်။မူရီဂန်ကနှစ်ယောက်လောက်ရှိပါပြီဆရာလို့ပြန်ဖြေလိုက်တော့ဆာရာနာဗန်ကသူ့နာမည်ဘယ်လိုခေါ်လဲလို့မေးပါတယ်။မူရီဂန်ကသူ့နာမည်ကာစီပါဆရာအသက်ကတော့28နှစ်ရှိပါပြီ။ သူကကိုကားကူထုံဆရာဝန်ပါလို့ပြောပါတယ်မူရကန်မျိုးသမီးကလည်းငိုပြီးတော့ကျမတို့ရဲ့တဝီတော်သားလေးပါလို့ဝင်ပြောပါတယ်ဇာရာဗန်နန်ကစိတ်ပူပါနဲ့ကျွန်တော်တို့သူ့ကိုရှာတွေ့မှာပါဆိုပြီးတော့နှစ်သိမ့်ပေးခဲ့ပြီးသူ့ရဲ့လက်ထောက်ကာနာကိုခေါ်လိုက်ကာသူတို့ကိုစာရေးခိုင်းလိုက်ပြီးရင်အချက်လက်တွေစုဆောင်းပြီးအကြောင်းပြန်ပါလို့ပြောပါတယ်ဂျိုနဲ့ဇာရာဗန်နန်လည်းသူ့အင်ကူသူပြန်သွားပါတော့တယ်သူမိမရုပ်ရှင်ကြည့်နေခဲ့ပြီးတော့ဇာရာဗန်နန်ဝင်လာတာတော့မသိခဲ့ပါဘူးဇာရာဗန်နန်လည်းအခန်းထဲကိုဝင်သွားခဲ့ပါတယ်ဇာရာဗန်နန်အဝေးလဲပြီးခန်းထဲကပြန်ထွက်လာတော့မှ သူမိမမြင်သွားပြီးတော့ဘယ်တော့မှပြန်အောင်နေရလဲတိတော်မတိဘူးလို့ပြောပါတယ်။ဆာရာဗာနန်ကဘယ်သိမှလဲရုပ်ရှင်ထဲကိုအောင်ရောက်နေတာကိုလို့ပြန်ပြောပါတယ်။ပြီးတော့ဆာရာဗာနန်မိမကမဟုတ်ပါဘူးရုပ်ရှင်ထဲမှာရိုးရဲတဲ့မိန်းကလေးကသူ့ရောက်ခမကိုပါပိတ်ရလိုက်တာလေအဲ့ဒါကိုကြည့်နေရလို့ပြန်ပြောပါတယ်။ပြီးတော့သူတို့နှစ်ယောက်ထမင်းတူတူစားလိုက်ကြပါတယ်။သူတို့ရောက်တမင်းစားနေတဲ့ဆာရာဗာနန်ရဲ့လက်ထောက်ကဖုန်းဆက်လာပါလိမ့်။ဆာရာဗာနန်ကသူမိမကိုမကင်လို့မဖြစ်တဲ့ဖုန်းမလို့ကင်လိုက်မယ်လို့ပြောပြီးတော့ဖုန်းကင်ပါလိမ့်။ဆာရာဗာနန်ရဲ့လက်ထောက်ကာနန်က ဆရာကာစီမိပါရီစီကနေတိုင်စာရေးတာရပါပြီကျွန်တော်စုံစမ်းတဲ့လောက်သူက OMR မှာစေကန်းဖွင့်လာတယ်တကယ်ချင်းက၄ရောက်လောက်ရှိတယ်ဆိုပြီးတော့ပြောပါတယ်ဆာရာဖာနိုင်ကသူ့မှာတခြားပြဿနာတစ်ခုကိုရှိနေလားလို့မေးပါတယ်ကာနန်သူ့မိပါရီကတော့အဲ့လိုမပြောဘူးဆရာငွေကြေးပြဿနာလည်းမရှိပါဘူးဆိုပြီးတော့ပြန်ဖြေပါတယ်ဆာရာဖာနိုင်ကဟုတ်ပြီဒါဆိုကာစီရဲ့မှုကိုစိုက်ပါပြမှုဌာနကိုပို့လိုက်သူပြောက်သွားတဲ့နေ့မှာနောက်ဆုံးဘယ်နေရာမှာရှိနေလဲစုံစမ်းပြီးရင်ပြန်ပြောကာစီစေကန်းကိုတန်းလာခဲ့လို့ပြောပြီးတော့ဖုန်းချလိုက်ပါတယ် ကာစီရဲ့ဈေးကမ်းမှာလည်းလူနာတွေကကာစီကိုမျောနေကြပါတယ်။ဇာရဗာနန်တို့လည်းရောက်လာပြီးတော့ဈေးငိုင်ကောင်မလေးကိုဆစ်ဆေးမေးမြန်းနေကြပါတယ်။အဲနောက်သူတို့တွေကာစီရဲ့ဈေးကူးတဲ့ခန်းထဲဝင်သွားခဲ့ပြီးတော့ရေးကြီးတဲ့အချက်လက်တွေလိုက်ရှာနေခဲ့ကြပါတယ်။ဇာရဗာနန်ကသူ့လူတွေကိုယူနိုက်တဲ့အချက်လက်တွေအကုန်ပို့တော်မှာပါတယ်။ဇာရဗာနန်ကဈေးငိုင်ကောင်မလေးကိုကာစီနဲ့ဆက်ဆံရေးဘယ်လိုလဲလို့မေးပါတယ်။ဈေးငိုင်ကောင်မလေးကကိုေးကိုတာရတော့မင်းနီးပါဘူး။ဒါမဲ့လူနာတွေကိုအများဆုံးပြအောင်ကူတာပေးနိုင်တယ်။တိမ်မွေးတဲ့အထီးတွေပိုင်ရှင်လို့လူသိများတယ်။အိမ်နဲ့ဂျင်ကိုပဲသွားလိမ့်ရှိတယ်ဆရာဆိုပြန်ပြေးပါတယ်။ ရဲတွေလည်းကာစီလူနာတွေဈေးဝယ်လိရှိတဲ့ဆိုင်ကိုလည်းသွားပြီးတော့မေးပါတယ်။ဈေးကန်အနီးနာပတ်ဝန်းကျင်ကိုလည်းလိုက်မေးခဲ့ပါတယ်။အဲနောက်ဒီမှုနဲ့သက်ဆိုင်တဲ့လူတယောက်ကိုမေးဖို့တော့ရာမေးစွာရန်ကိုရဲတွေသွားခဲ့ကြပါတယ်။ရဲတွေကအရက်ဝတ်တွေဝစ်ထားပြီးတော့လူတိုင်းကိုမိနာရှိကုန်မြင်မှုလားဆိုပြီးတော့လိုက်မေးနေခဲ့ကြပါတယ်။နောက်ဆုံးစွာမီတယောက်ကိုမေးမှသူကရေထဲမှာဆိုတာသိခဲ့ရတာပါ။သူတို့လည်းမိနာရှိကိုတွေ့တော့ဆက်သွယ်လို့လည်းမရ။အိမ်တကားလည်းပိတ်ထားကြအောင်ဇူပူပြီးတော့ခေါ်သွားခဲ့ပါတယ်။စာရဘာနိုင်ကမိနာရှိကိုထိုင်ခိုင်းလိုက်ပြီးတော့ မင်းသမီးလေးနေကောင်းလားငါတို့မင်းကိုဒီဒီလာစားဆိုတာမင်းကြောင့်တိနေလို့ပဲဆိုပြီးတော့ပြောပါတယ်မီနာကဘာပြီးပြောနေရလဲဆရာကျမဘာမှနားမလဲပါဘူးဆိုပြီးပြောလိုက်တော့ရဲရဟာရှိတယောက်ကမီနာအကြောင်းကိုပြန်ပြောပြပါတယ်ပြီးတော့ဆာရာဗာနိုင်ကငါ့ကိုလာတာကာစီကိစ္စအကြောင်းပဲလို့ပြောပါတယ်မီနာကဆရာကျမကလေးကိုဈေးကူဖို့ချင်းငွေယူခဲ့ရတာပါကျမယောက်ျားအဲ့ပတ်ဆံကိုရက်တော့ပြစ်တယ်တကယ်ကျမတို့စကားများပြီးတော့သူကျမကိုတွန်းလိုက်ကျမလက်ထံရရသွားတယ်အဲ့မှာကာစီနဲ့ပရမာသုံးတွေးခဲ့တာပါဆိုပြီးအတိတ်ကိုပြန်ပြောပြပါတယ် ီနာကာစီဈေးကန်ကိုသွားခဲ့ပါလိမ့်ကာစီယာမီနာကိုဘယ်နာနာနေလဲလိုက်စမ်းကြည့်ခဲ့ပါလိမ့်ဘယ်နာနာလဲတိတာနဲ့လဲစီပြီးတော့ထပ်ဆန်းတန်နေခဲ့ပါလိမ့်ကုထုံးစာတော်မဲ့ရှိသေးတယ်မီနာရဲ့သမီးလေးကအကျွေးစီကိုမျိုးချပါလိမ့်ကာစီယာပဲကူညီပေးလိုက်တာကြောင့်အကျွေးစီကထွက်သွားခဲ့ပါလိမ့်မီနာရဲ့သမီးလေးကစကားထင်နေအောင်ကာစီက "तू ကမွေးရရဒီလိုပဲလား"မျောလင်းချက်မပြောက်ပါနဲ့ကုလို့ရမှာပါဆိုပြီးသူအတီကလေးဆရာဝန်တယောက်ကိုဖုန်းဆက်ပြီးတော့ရက်ချင်းချင်းပေးပါလိမ့်မီနာနဲ့ကာစီကိုဂျေဆုတင်နေခဲ့ပါလိမ့်ပြီးတာနဲ့မီနာတို့အိမ်ကိုလိုက်ဖို့ပေးခဲ့ပါလိမ့် တကယ်တော့မီနာငားထားတဲ့အိမ်ပိုင်ရှင်ကမီနာတို့အိမ်ကိုမိန်းမတယောက်နဲ့အတူတူရောက်လာခဲ့ပါလေမီနာဘာလို့တာလဲဆရာကျွန်မပြန်ပေးမှာပေါ့အချိန်ခဏပဲပေးပါလို့ပြောပါလေအိမ်ပိုင်ရှင်ကငါမင်းကိုအချိန်6လပေးပြီလေအချိန်စီးပြီမင်းပြန်မဆန်မချင်းဒါငါအိမ်မဲလို့ပြောလိုက်ပါလေမီနာငိုယိုပြီးတော့တောင်းပန်နေခဲ့ပါလေအိမ်ပိုင်ရှင်ကတော့ပြောလို့မရပဲသူလုံးချင်တာတွေကိုဇွတ်လုံနေခဲ့တာပါမီနာတို့အိမ်ကဟင်းတွေကိုယူပြီးတော့စားနေခဲ့ကြပါလေအိမ်ပိုင်ရှင်ကကလေးတွေကိုခေါ်ထုတ်ခိုင်းလိုက်ပြီးတော့သူနဲ့သူပါလာတဲ့မိန်းမဝင်သွားခဲ့ပါလေ မိနာတော့ငုံနေခဲ့တာပါပြီးတာနဲ့အိမ်ပိုင်ရှင်က "तू ကငါ့ဆီကပတ်စံကြီးလာလေပတ်စံပြန်မပေးနိုင်တော့ဒီလိုဆက်တာပေါ့တွေ့လား"ဆိုပြီးတော့မိနာကိုထိပါတယ်တဆတဲ့မင်းလည်းမနဲ့ပြန်လာမှာပါလို့ပြောလိုက်ပြီးထွက်သွားခဲ့ပါတယ်နောက်တစ်ယောက်တော့ကလေးတွေကိုပြင်ထောက်ပြီးတော့အိမ်ပိုင်ရှင်ကမိနာကိုအတင်းအဓမ္မပြူချင်းမလုံနေပါကလေးတွေကတကားကိုထူပြီးတော့ငိုနေခဲ့ပါတယ်။ဘေးလူတွေကလည်းဝိုင်းကြည့်နေခဲ့ကြပါတယ်။အချင်းကာစီရောက်လာပြီးတော့တားဖို့လှုပ်ခဲ့ပါတယ်။အိမ်ပိုင်ရှင်လူတွေကကာစီကိုအရင်လက်ပါလိုက်တာကြောင့်ကာစီလည်းသူတို့လည်းခြားကြပါတော့တယ်။ ကာစီယာတို့အကုန်လုံးတမလိုက်ပြီးတော့အိမ်ထဲကနေမီနာတို့အိမ်ပါရှင်ဦးလေးကြီးထွက်လာခဲ့ပါလေ။သူထွက်လာပြီးကာစီနဲ့သူနဲ့တယောက်နဲ့တယောက်ခြားကြပါလေ။နောက်တော့မီနာထွက်လာပြီးကာစီကိုတားပါလေ။ပြီးတာနဲ့သူတို့စကားချင်းရင်ပြောနေကြပြီးတော့ကာစီယာမီနာရဲ့အကျွေးတွေကိုသူဆက်ပေးမယ်လို့ပြောလိုက်ပါလေ။မီနာတင်ရဲ့အကျွေးကစုစုပေါင်း2သိန်းခွဲပါ။မီနာလည်းကာစီကိုကျေးဇူးတွေတင်နေခဲ့ပါလေ။နောက်တွေကြတော့သူတို့အတူတူမီနာသမီးလေးကိုစေကံသွားပြခဲ့ပါလေ။ဒါတော့သူ့ကိုကျမအရန်လေးစားတာပါဆိုပြီးတော့သူ့အဖြစ်အပျက်တွေကိုအကုန်လုံးပြန်ပြောပြခဲ့တာပါ။ ဇာရဘာနိုင်ကကားစီကိုလူကောင်းလို့တတ်မှတ်လိုက်ပြီးတော့သူ့မှာရန်သူဆိုလို့ပန်ဒီယန်ကလွဲပြီးမရှိဘူးလို့ကောက်ချက်ချပါတယ်။ပန်ဒီယန်ဆိုရာမီနာရဲ့ကြွေးရှင်ပါ။ကားစီပျောက်သွားတော့ပန်ဒီယန်လည်းပျောက်သွားခဲ့ပါတယ်။ရဲရီလည်းကားစီရဲ့တငယ်ချင်းတွေကိုတွားပြီးတော့ထပ်မေးခဲ့ပါတယ်။အဲမှာကားစီကသူ့စီမှာအလုပ်လုပ်နေတဲ့ဒူကာဆိုတဲ့ကောင်မလေးကိုသူကြိုက်နေကြောင်းပြောပြပါတယ်။ကားစီနဲ့ဒူကာကကားစီရဲ့ဆေးကန်းမှာနေတိုင်းအတူတူရှိနေကြပြီးတယောက်ကိုတယောက်သဘောကျနေခဲ့တာပါ။တကယ်တော့ဒူကာအိမ်ပြန်နေတော့မှကားစီနဲ့တွေ့ပြီးတော့လိုက်ဖို့ပြီးခဲ့ပါတယ်။ ကာစီကဒူကာကိုစားတော့ဆိုင်တစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။သူတို့ညောင်ဒူဒူစားပြီးတော့ကာစီကဒူကာရဲ့အဖိုးအတွက်ပါပါစေထုတ်ပေးခဲ့ပါတယ်။ဒူကာရဲ့မွေးနေ့တုန်းကလည်းကာစီကမွေးနေ့လက်ဆောင်လေးနဲ့လက်စွပ်လေးပေးပြီးတော့လက်ကိုနှမ်းခဲ့ပါသေးတယ်။မေးမြန်းပြီးတာနဲ့ဆာရာဗာနန်လည်းကာစီတို့အိမ်ကိုလိုက်သွားပါတယ်။ကာစီခန်းကိုသွားကြည့်ဖို့လုပ်နေတော့ဝင်းကြီးကသူ့ကိုဖုန်းဆက်လာပြီးတော့ကာစီမှုတစ်ခုခုတိုးတက်ရင်သူ့ကိုချက်ချင်းသတိပေးဖို့ပြောခဲ့ပါတယ်။ဆာရာဗာနန်ကကာစီဖေကိုဝင်းကြီးထရီမူတီကိုတိလားဆိုပြီးတော့မေးခဲ့ပါတယ်။ ကာစီခန်းကိုစစ်ဆေးကြည့်တော့ကတ်တွေအများကြီးကိုတွေ့ခဲ့ပါတယ်။ဇာရဗန်နိုင်ကအရာတွေအားလုံးကိုတင်လာခိုင်းလိုက်ပြီးဆိုရှယ်မီဒီယာအကောင့်တွေကိုလည်းစစ်ဆေးခိုင်းခဲ့ပါတယ်။နောက်တော့သူတို့ကာစီနဲ့ရင်းနှီးတဲ့ရှင်းနေတယောက်စီကိုသွားခဲ့ပါတယ်။ကာစီကလူကောင်းဆိုတာကလွင့်ရင်ဘာမှထပ်ပြီးတော့မသိခဲ့ရပါဘူး။ခဏနေရောဇာရဗန်နန်စီကာနန်ဖုန်းဆက်လာပြီးတော့ကာစီရဲ့တီးနေရာကိုသိရပြီလို့ပြောလာပါတယ်။ဇာရဗန်နန်လည်းလိုက်သွားတော့အဲ့ဒါကအမိုက်ပုံတစ်ခုပါ။ကာစီဖုန်းကိုသူတို့ကအဲ့မှာနောက်ဆုံးခြေရာခံမိကြတာဖြစ်ပါတယ်။ဇာရဗန်နန်တို့လည်းအဲ့နေရာကတောင်ဝန်ခံကို မတင်ငါးစရာတွေဖြစ်သေးလားဆိုပြီးတော့မေးနေပါလေတောင်ငန်ကမရှိဘူးဆရာဒီနောက်ဘယ်သူမှလွယ်ကူဝင်လို့မရပါဘူးဆရာ CCTV တွေပတ်ပတ်လည်မှရှိပါတယ်ဆိုပြီးတော့ပြောပြပါလေဆာဖာနန်တို့လည်းခွေးတွေခေါ်ပြီးတော့လိုက်ရှာခိုင်းခဲ့ပါလေဘာကူမှသူတို့မတွေ့ခဲ့ရပါဘူးမပြောက်ခင်နောက်ဆုံးတီနီယာဖြစ်တဲ့ကန်းချီအိမ်ကိုဆာရာဖာနန်တို့သွားကြပြန်ပါလေအဲ့အိမ်ကအာရွန်ဆိုတဲ့လူရဲ့အိမ်ပါကာစီကိုတွေ့ဘူးလားဆိုပြီးတော့အိမ်ဆောင်ကိုမေးလိုက်တော့ကာစီကအာရွန်ရဲ့တငယ်ချင်းဖြစ်ကြောင်းနဲ့လွန်ခဲ့တဲ့9ရက်တုန်းကနောက်ဆုံးတွေ့ခဲ့တာဖြစ်ကြောင်းကိုပြောပြပါလေ စာရဗာနန်တို့လည်းအိမ်ထဲဝင်သွားပြီးတော့ကြည်ပါလေအိမ်ဆောင်ကလည်းကာစီပြောင်းနေကြောင်းပြောပြပါလေအာရုံကအသက်28နှစ်ရွယ်ကာစီတငယ်ချင်းဖြစ်ပြီးတော့အမေရိကမှာနေပါလေအဲဒီကန်းကြီးအိမ်မှာဗာစီတီဗီမှလည်းရှိနေခဲ့ပါဦးတို့တွေလည်းကာစီရဲ့ဆိုရှယ်မီဒီယာကတငယ်ချင်းတွေကိုလိုက်ပြီးတော့စုံစမ်းခဲ့ပါလေကာစီရဲ့ laptop တွေကိုစစ်ဆေးကြည့်တော့လေဇက်ကားတွေကလွဲလို့ရှိရင်ဘာကူးမှမတွေ့ခဲ့ရပါဘူးကာစီရဲ့ Facebook တငယ်ချင်းတယောက်အိမ်ကိုသွားပြီးတော့စုံစမ်းကြည့်တော့အဲဒီကောင်မလေးကကာစီနဲ့သူကဂျင်းအောင်မှာစားတွေ့ခဲ့တာဖြစ်ကြောင်းပြောခဲ့ပါလေ အိုက်ကောမလေးကကာစီရဲ့ပေါ်ဝါကိုမှားသုံးမိတာကနေစပြီးတော့သူတို့တွေချင်းချင်းသတိထားမိခဲ့တာပါအိုက်မင်းကလေးလက်နာသွားတော့လဲကာစီကကုပေးခဲ့ပါလိမ့်ပြီးတော့သူ့ရဲ့ဈေးကန်ကတ်ကိုလည်းပေးပါလိမ့်အိုက်မင်းကလေးကကာစီကိုအင်တာနက်ပေါ်မှာအရင်တွေးခဲ့တာဖြစ်ပါလိမ့်နောက်တော့ကာစီရဲ့ဈေးကန်ကိုသွားခဲ့ပါလိမ့်ကာစီနဲ့သူနဲ့စကားစမီနဲ့နဲ့ပြောပြီးတော့ကာစီကဈေးကုပေးပါလိမ့်ပရီယာလို့အမိရတဲ့အိုက်မင်းကလေးကကာစီကလူကောင်းပါဆရာသူ့ကိုတွေးအောင်ရှာပေးပါဆိုပြီးဇာရာဗာနန်ကိုပြောပါလိမ့်ဇာရာဗာနန်က မယောက်ကြကခြံတန်းအောင်လာပြီးတော့မင်းအောင်မတွေ့ပဲပြန်သွားတယ်ဘာလို့လဲမင်းဖြေပေးရင်ကောင်းမယ်ဆိုပြီးတော့ပြောပါတယ်ပရိယာကတော့ဘာပြောတာလဲဆရာသူလိုင်းကျမအောင်တွေ့မှာပေါ့လို့ပြောလိုက်တော့ဇာရဗန်နိုင်ကတခြားရွယ်ချက်နဲ့သူကလာတာဆိုရင်ရောလို့မေးပါတယ်ပရိယာမျိုးသားနာမည်ကစုကူမာဖြစ်ပြီးတော့အသက်32နှစ်ရွယ် software engineer တယောက်ဖြစ်ပါတယ်ပြီးတော့သူကဒူဘိုင်းမှာနေတာပါအဲချိန်စကန်မှာကာစီကိုသူတတ်တာပါဆိုပြီးတော့လာဝင်ခံတဲ့သူကရှိနေခဲ့ပါတယ်လာဝင်ခံတဲ့သူကတော့အာရွန်အိမ်ကအိမ်ဆောင်ပါ အချင်းကာစီရဲ့မိဘတွေကလည်းကာစီပြန်ဆက်သွေလာတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်အတိတ်မှာတော့ကာစီကသူ့တငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်ကိုတွိုင်းနေအန်ဒီတာဆိုတဲ့ကောင်မလေးနဲ့တီးခဲ့ပါတယ်အန်ဒီတာအိမ်အောင်ခွဲတယောက်ဖြစ်ပြီးတော့သူယောက်ျားကသူနဲ့လက်ထပ်ပြီးပြီးချင်းတလားကြာမှာတေးဆုံးသွားခဲ့တာပါနောက်ပိုင်းအန်ဒီတာနဲ့သူနဲ့တောက်လျှောက်အဆက်အသွယ်ရှိနေခဲ့ပြီးတော့တယောက်ကိုတယောက်သဘောကျတဲ့ပုံပေါ်နေခဲ့ပါတယ်တနေ့တော့ကာစီရဲ့မွေးနေ့မှာသူတို့နှောက်ကန်းချိန်မှာတွေ့ခဲ့ကြပါတယ်ကာစီယာအန်ဒီတာကိုကိတ်မုံခွန်ပြီးပြီးချင်းဒူကာကိုတရိယပြီးတော့ငိုနေပါတယ် ။ဒူကာနဲ့သူနဲ့ကအရင်တုန်းကကာစီရဲ့မွေးနေ့တရက်မှာဆိုင်ကယ်တူတူရှောင်စီးနဲ့ဆိုင်ကယ်မောက်တာကြောင့်ဒူကာဆုံးပါသွားခဲ့တာပါ။ကာစီယာသူဒူကာကိုအရန်ချစ်ခဲ့ကြောင်းနဲ့အခုသူ့ကိုသတိရမ်းရကြောင်းအန်နီတာကိုပြောပြခဲ့ပါရီ။အန်နီတာလည်းကျမနားလေပါရီ။ကိုချစ်တဲ့သူကိုမျက်စိရှိမှအဲ့လိုဖြစ်သွားတာကိုကြည့်ရတာ။ကျမလည်းဘလို့မှခံစားနိုင်မှာမဟုတ်ပါဘူး။ကျမတို့နှစ်ယောက်ကဘွားတူတွေပါ။အခုတော့ကျမတို့အတွက်အဆင်ပြေသွားပါပြီ။ကျမတို့ကိုဖျားသခင်အတူတူစုံတွေ့စေခဲ့လို့လေ။စိမ့်ပူပါနဲ့ကာစီစိတ်မပူနဲ့ကျမရှိုံထားမသွားဘူးနော်ဆိုပြီးကာစီကိုဖတ်ထားပါရီ။ ကာစီယာလည်းအနီတာကိုပြန်ဖတ်ထားပေးလိုက်ပြီးနဖူးလေးကိုနမ်းလိုက်ပါတယ်။ပြစ်စုံပံကာလာမှာတော့ဆာရာဗာနန်ကအနီတာကိုခေါ်ပြီးတော့စစ်ဆေးနေခဲ့ပါတယ်။ဆာရာဗာနန်ကစစ်ဆေးနေတဲ့ကာလာမှာပဲမင်းနဲ့ကာစီလိုပတ်သက်မှုတွေရှိခဲ့ပြီးတော့တီးလိုက်ရတယ်လို့ပြောပါတယ်။အနီတာငိုနေခဲ့ပြီးတော့ကျမတို့ကဘွားသေးရပြီလို့ထင်ထားခဲ့တာ။ကာစီယာကျမတို့တော့ကဘာကြီးပါပဲ။သူ့ကိုတွေ့အောင်ရှာပီးကြပါဆရာတို့ရေဆိုပြီးတော့ပြောနေပါတယ်။ဆာရာဗာနန်တို့ကလည်းအဲ့ဒါကလွှဲရင်ဘာကိုမှထပ်ပြီးတော့မသိခဲ့ရပါဘူး။ အဲနောက်မှာတော့ရဲမှူးကြီးကဆာရာဗာနိုင်ကိုခေါ်ပြီးတော့ဖိအားပေးခဲ့ပါလေရဲမှူးကြီးကဆာရာဗာနိုင်ကိုကာစီယိုတက်တဲ့အကြောင်းလူတယောက်ရဲစခန်းမှာလာဝင်ခံတယ်မလားသူ့ရဲ့ဝန်ခံချက်ကိုယူလိုက်ပြီးအမှုဖွင့်ပြီးတရားရုံးကိုတင်ပါပြီးတာနဲ့အဲဒီကာစီရဲ့အမှုကိုပိတ်လိုက်တော့ဆိုပြီးဟိုနိုင်ငံအယုဒ္ဓမရဲခွေးတွေလို့ပြောပါတော့တယ်ဆာရာဗာနိုင်ကဆရာဒီဝန်ခံချက်ကိုကျွန်တော်တန်တရားတွေအများကြီးဝင်နေတယ်အဲ့လိုလောက်ရက်ကိုသူ့တယောက်တည်းလောက်တာလုံးဝမဖြစ်နိုင်ပါဘူးဆရာချားသူတွေပါရင်ပတ်သက်နေအောင်မယ်လို့ကျွန်တော်ထင်တယ်ဒါပြင်သူ့ကိုမေးမြန်းစစ်ဆေးတော့သူ့မှာဇာတ်ကြောင်းတစ်ခုကရှိနေပါတယ်ဆိုပြီးပြန်ပြောပါတယ် ဲ့ဒီဘိုးကြီးကိုစစ်စေးမင်းမြတ်တော့အဲ့ဒီဘိုးကြီးကကျွန်တော်မြေးဘိုးကနှစ်ယောက်တည်းကဘာလေးပါကျွန်တော်မြေးမလေးကပညာကောင်းကောင်းတတ်ပါတယ်ကျွန်တော်နဲ့တီးမြလူတိုင်းစီကသူ့အတွက်အလုပ်ရအောင်တောင်းခဲ့ပါတယ်ကာစီကိုလည်းအဲ့လိုပဲတောင်းဆိုခဲ့တာပါအပြင်လောကကြီးအကြောင်းဘာမှမသိတဲ့မြေးမလေးကကာစနဲ့တူသူ့ရဲ့ပထမဆုံးလုပ်ကိုလုပ်ခဲ့ပါတယ်ရှားဆိုပြီးပြောခဲ့ပါတယ်အဲ့ဒီအဖိုးကြီးရဲ့မြေးမလေးကတော့ဒူဃာပဲဖြစ်ပါတယ်အဖိုးကြီးကဆက်ပြောလာမှာတော့တနေ့မှသူအိမ်ပြောင်းတော့ဒူဃာဖနက်ကအိမ်မှာရှိနေခဲ့မယ်ခေါ်လို့မရခဲ့ပါဘူးတကယ်တော့ဒူဃာကကိုကိုကိုတတ်သိဖို့လုပ်နေခဲ့တာပါ အဖိုးကြီးကငွေယူတောင်းပန်ပြီးတော့မလုပ်ဖို့ပြောနေခဲ့ပါလေ။သူကလည်းခုံဘွားဆင်းလိုက်ပြီးတော့တကားဖွင့်ပေးခဲ့ပါလေ။သူဖိုးဝင်လာပြီးတော့ဘာဖြစ်လို့လဲသမီးလေးရဲ့ဘာတွေများဖြစ်ခဲ့လို့လဲအဖိုးကိုပြောပါဆိုပြီးမေးတော့သမီးမှားသွားပြီးဖိုးဆိုပြီးတော့ငိုနေခဲ့ပါလေ။အဖိုးကြီးကဘာတွေမှားခဲ့လို့လဲဘာဖြစ်ခဲ့လို့လဲလို့မေးပါလေ။သူကကကာစီစီမှာအလုပ်လုပ်နေတဲ့တရက်တော့ခုံဘွားပြုတ်ကြပြီးခြေထောက်နာသွားခဲ့ပါလေ။ကာစီကသူ့ကိုနှိမ့်နေပေးလိုက်ပြီးတော့ကုသပေးပေးမိမယ်။သူကကိုနေရာတိုင်းအသားယူနေခဲ့တာပါ။ရန်နေငယ်အကြာမှာတော့ကာစီကဒူကာကိုခေါ်လိုက်ပြီး သူလူနာတွေကိုကူပေးတာအရန်ကြာနေပြီသူတကိုယ်လုံးညောင်းညာကြိုက်ခဲနေတယ်အခုသူ့ကိုပြန်ပြီးတော့မကူပေးချင်ဘူးလားဆိုပြီးသူတကိုယ်လုံးကိုကျဲနဲ့လိန်ခိုင်းပါတယ်ကာစီယာအင်းကြီးကိုချွတ်လိုက်ပြီးထိုင်ကုန်ပေါ်မှာထိုင်နေပါတယ်သူကကာစီသုံးတဲ့ဂျဲကိုယူလိုက်ပြီးတော့ကာစီရဲ့ခန္ဓာကိုယ်ပေါ်မှာပုတ်တက်ပြီးတော့လိန်ပေးနေခဲ့ပါတယ်အင်းကြီးမပါတဲ့ယောက်ျားကိုထိတွေ့နေရတာမလို့သူကတယောက်ရှက်နေခဲ့ပါတယ်အဲ့လိုလိန်ပေးနေတဲ့ကာစီကသူကရဲ့လက်ကိုဖမ်းကန်လိုက်ပြီးငါလိုလူနာတွေကိုစေးမြဲကုသပေးနေဆောင်ဝန်တခုပြန်ပေးသေးတယ်မထင်ဘူးလားဆိုပြီးတော့ပြောပါတယ် တဆရဲမှာပဲဒူကာရဲ့လက်ဖမိုးလေးကိုနမ်းပါတယ်ဒူကာကိုသူ့ရှိဆွဲခေါ်လိုက်ပြီးတော့ဒူကာကိုဖတ်ပါတယ်ဒူကာလည်းမငင်းတော့ပဲပြန်ဖတ်လိုက်ပါတယ်ကာစီကဒူကာကိုအရင်ထိုင်ခိုင်းလိုက်ပြီးနမ်းနေပါတယ်အဲနောက်ပလက်လန်ခိုင်းပြီးတော့ဟိုဒီဒီပုတ်တန်နေပါတယ်မနှူးမနှက်လေးဒူကာအဖိုးကတော့ပထမဆုံးထိတွေ့ဖြစ်တဲ့ကာစီရဲ့အထိတွေ့ကိုမငင်းနိုင်ခဲ့ပါဘူးနောက်တော့ကာစီကဒူကာရဲ့အဝတ်အစားတွေကိုဖြည်းဖြည်းချင်းဖယ်ခွာလိုက်ပြီးသူ့လိုချင်တာကိုရအောင်ယူခဲ့ပါတယ်ဒီအကြောင်းနဲ့သူဖို့ပြောပြတဲ့ဒူကာကငိုယိုပြီးတော့ကာစီယာအဖိုးတင်လို့လူကောင်းတယောက်မဟုတ်ဘူး ူနဲ့သမီးအဲ့လိုတွေဖြစ်ခဲ့တယ်။သူသမီးကိုလက်ထပ်မယ်ဆိုပြီးဂရီပေးခဲ့တယ်ဆိုပြီးတော့ပြောပါတယ်။တကယ်တော့ဒူကာဆေးကမှာရှိနေချင်းကာစီရဲ့ဖုန်းထဲကိုမက်ဆေ့ဝင်လာခဲ့ပါတယ်။မက်ဆေ့ထဲမှာတော့ကာစီကတခြားမိန်းကလေးတွေနဲ့အိယာဘွားကိစ္စတွေကိုဗီဒီယိုရိုက်ထားတာတွေရှိနေခဲ့ပြီးတော့အဲ့ဒီမိန်းကလေးတွေကငိုယိုပြီးတော့သူ့ကိုတောင်းပန်နေခဲ့တာပါ။အဲ့ဒါတွေကိုတွေ့သွားတော့ဒူကာလည်းငိုနေခဲ့ပါတယ်။အချိန်နောက်ကနေကာစီဝင်လာခဲ့ပြီးတော့ဒူကာလက်ထက်ကဖုန်းကိုဆွဲလူကမင်းအမေဘာဖြစ်လို့ငါဖုန်းယူဆရတာလဲ။ဘာဖြစ်နေလို့လဲကိုလုံးကိုသာအောင်ဆိုင်ဆန်းပါ။ ဘာလို့မင်းဝင်ရှုံနေရလဲလို့ပြောလိုက်ပါလေဒူကာသူ့ကိုကာစီပေးထားတဲ့လက်စုပ်ကိုချက်ချင်းဆွဲချို့ပစ်လိုက်ပြီးအဲဒီလက်စုပ်နဲ့ကာစီကိုပစ်ပေါက်ကရှင်ကလူကောင်းအောင်ဆောင်ပြီးတော့ကျမကိုတစ်ချိန်လုံးလှည့်စားနေခဲ့တာပဲရှင်ကျမကိုတကယ်ချစ်တယ်လို့ထင်မိခဲ့တာစိတ်ပြက်စရာပဲဆိုပြီးတော့အော်ပြောခဲ့ပါလေကာစီကပေါ့ပြက်ပြက်ပုံစံနဲ့ပဲငါဘယ်သူမှမချစ်ခဲ့ဘူးမိမသာမင်းထင်နေတာငါမှတာဝန်ရှိလို့လားလို့မေးပါလေဒူကာတော့ငိုနေခဲ့ပြီးတော့ရှင်ကျမကိုလှည့်စားခဲ့တာပဲကျမရှင်ကိုဒီတိုင်းလွတ်မထားဘူးရှင်ကိုချမ်းသာမှာပေးဘူးလို့ပြောနေခဲ့ပါလေ ကာစီယာချမ်းသာပြီးတော့မင်းကဘာလုပ်မှမလို့လဲဘာလုပ်နိုင်မှမလို့လဲအများဆုံးတော့တကယ်ပြန်ချင်တဲ့ဟိုဘိုးယူမင်းသွားတိုင်အောင်လို့ပဲဟုတ်တယ်မလားတခုတော့လုပ်လို့ရသေးတယ်လေမင်းကဘာသာတရားအရင်ကိုင်းဆိုင်နေမို့လားကန်နဂီကမဒူရိုင်းကိုမီးရှို့ခဲ့သူမျိုးငှောက်လဲမီးရှို့လိုက်ပေါ့အဲ့ဒါမှတိုင်ခင်မင်းကိုပြရစရာတခုရှိသေးတယ်ဆိုပြီးတော့သူ့ရဲ့ကွန်ပျူတာကိုဖွင့်ပါတယ်ကွန်ပျူတာထဲကနေသူနဲ့ဒူကာရဲ့အိယာဘောကကိစ္စတွေလုပ်နေခဲ့တဲ့ဗီဒီယိုကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာဒူကာရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ပဲပေါ်နေခဲ့တာပါကာစီရဲ့မျက်နှာတော့မပါခဲ့ပါဘူး သူကတော့ခြုံပွဲချပြီးတော့ငိုနေခဲ့ပါတယ်။ကာစီကမငိုပါနဲ့မင်းဆန္ဒရှိလို့ငါလှုပ်ခဲ့တာပဲ။မင်းတခုလှုပ်ဖို့စ조사ရတော့ဗီဒီယိုထဲမှာငါမျက်နှာပုံမပအောင်တော့ဒါပေမဲ့ဒီတလောကလုံးကတော့မင်းမျက်နှာနဲ့ခန္ဓာကိုယ်မြင်သွားမှာပဲလို့ပြောပြီးတော့လူယုံမှာဆန်းဆန်းပြောနေခဲ့ပါတယ်။အရာဝီကုံပြောပြပြီးသွားတော့ဒူကရဲ့အဖိုးကနားထောင်သမီးလေး။သမီးကဘာလို့တေးရမှာလဲ။သမီးဘာလို့တေးမှာလဲ။ तू ကတေးသေးတာလေ။သမီးကဘာများမှားခဲ့လို့လဲ။တေးရအောင်သမီးဘာများမှားလို့လဲ။သမီးဘာမှမမှားခဲ့ပါဘူးကွယ်ဆိုပြီးတော့ပြောပါတယ်။ဒူကငိုနေပြီးတော့ တမီးဘာလို့ရမှာလဲအဖိုးရဲရဲသွားတိုင်းလဲတမီးကအဆက်ကွဲဦးမှာအဆက်သိခါမဲ့ပြီးမှတော့တမီးဘလို့လို့အသက်ဆက်ရှင်နိုင်မှာလဲလို့မိပါတယ်သူအဖိုးကဒိမဲ့အကြောင်းတော့မပြောပါနဲ့တမီးရဲအပြစ်ကျူးလွန်တဲ့သူတွေကရှင်တန်ပြီးတော့နင့်နာသူတွေကတေးရမှာလားတမီးဘယ်တော့မှဒီလိုဆုံးဖြတ်ချက်မျိုးတတ်မချနဲ့တမီးမှာအဖိုးတယောက်လုံးရှိအဖိုးကိုဂရိပေးအဖိုးပြောတာနားထောင်သူ့ကိုဘာလို့ရမယ်ဆိုတော့အဖိုးသိတယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒီအဖိုးကြီးကရဲတွေကိုကျွန်တော်မြီးမာလေးကိုအဲ့လိုလှုပ်ခဲတယ်တူသူ့ကိုတပ်ပစ်လိုက်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာ ကျွန်တော်အချိန်ကောင်းအောင်စောင့်နေခဲ့ကျွန်တော်ထင်းတဲ့အတိုင်းပဲကာစီတယောက်ကန်းချိန်ကိုတယောက်ထဲလာခဲ့သူအရန်မူပြီးမှောက်နေတာကျွန်တော်သူ့ကိုအပိုင်းမှာခုတ်သက်ပြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်ဆာရာဗန်နန်ကဟုတ်လားအဲ့လိုလားဒါဆိုရင်အလောင်းကောင်ကိုဘယ်သွားထားလိုက်လဲလို့မေးပါတယ်အဖိုးကြီးကဝက်တွေဝက်တွေကိုကျွေးလိုက်ပြီးဆိုပြီးတော့ပြောပါတယ်ဒါလိုရဲမှုစီတင်ပြနေတဲ့ဆာရာဗန်နန်ကဒီလိုဟာရီကြောင့်ကျွန်တော်သူ့ကိုတန်ပြဝင်နေတာပါဆိုပြီးတော့ပြောနေပါတယ်ရဲမှုကသူ့မူကိစ္စတွေကိုထပ်ပြီးတော့စုံစမ်းပြီးတပတ်တွင်းပြန်လာခဲ့ဖို့ပြောပါတယ် အဲလိုနဲ့ဆာရာဗာနဲ့လည်းကာစီရဲ့ laptop တွေကရုပ်ရှင်တွေရဲ့နာမည်တွေကိုလိုက်ပြီးတော့ဖတ်နေခဲ့တာပါတော်တော်များများကဘာသာရေးရုပ်ရှင်တွေဖြစ်လို့နေပါတယ်သူအရာတွေကိုကြည့်နေတဲ့အပြင်ဘက်ကတခြားရဲတယောက်ကကောင်လေးတယောက်ကိုရိုက်နေခဲ့ပါတယ်ဆာရာဗာနဲ့ထသွားပြီးတော့ဘာဖြစ်လို့လဲလို့မေးလိုက်တော့အဲဒီကောင်လေးကသူ့ဆရာကိုဘာသာရေးကပုံစံအစာပိုင်းမှာလှုပ်ထားတဲ့ဇက်ကားတကားကိုပို့လိုက်တာပါတကယ်ကဘာသာရေးဇက်ကားမဟုတ်ဘဲအပြာကားဖြစ်နေတယ်လို့ပြောပါတယ်ဆာရာဗာနဲ့လည်းဒီအရာကိုကြားလိုက်တော့ကာစီရဲ့ laptop တွေကဇက်ကားတကားကိုဖွင့်ကြည့်ခဲ့ပါတယ် အစားပိုင်းမှာတော့ဘာသာရေးကားဖြစ်နေခဲ့ပြီးခဏလောက်ကြာမှတော့ကာစီနဲ့တခြားအမျိုးသမီးတွေရဲ့ဂတင်ပေါ်ကဗီဒီယိုတွေဖြစ်နေခဲ့တာပါဆာရာဗာနန်တို့သွားပြီးတော့စစ်မေးခဲ့တယ်ဘရီယာဆိုတဲ့အမျိုးသမီးနဲ့လည်းသူ့ရဲ့စီကန်းထဲမှာပဲချေရီလူးခဲ့ကြပါတယ်ဆာရာဗာနန်လည်းအဲ့ဗီဒီယိုတွေကိုရဲမှူးကြီးစီသွားပြီးတော့ပြခဲ့ပါတယ်ရဲမှူးကြီးကတော့ယုံစရာကောင်းလိုက်တာကွာဘာ ड़ी လဲလို့မေးပါတယ်ဆာရာဗာနန်ကမသိပါဘူးဆရာကျွန်တော်လူပြောင်းမှုပြည့်စုံစမ်းစစ်ဆေးစတင်ခဲ့တာအဲ့လိုနဲ့ဗီဒီယိုတွေကိုတွေ့လာရတာပဲလို့ပြောပါတယ်ရဲမှူးကြီးက ငါတို့လူဖွဲ့စည်းကဘလို့တွေဖြစ်ကုန်တာလဲဆိုပြီးတော့ပြောနေပါတယ်ဆာရာဖာနိုင်ကဆရာမရတာဗီရိုနည်းနည်းပဲရှိသေးတယ်ကောလိပ်ကျောင်းသူတွေကလည်းအိမ်တော်တွေအမျိုးသမီးတွေထိဗီရိုတွေအများကြီးရှိသေးတယ်ဆရာအဲ့ဒါတွေမကောက်ဘူးတချို့ယောက်ျားကြီးလည်းရှိသေးတယ်တို့ background ကဘာလဲတို့ရွယ်ချက်ကဘာလဲတို့ဘာလို့ဒီလိုဗီရိုတွေကိုရိုက်ထားလဲကျွန်တော်စုံစမ်းစစ်ဆေးရမယ်ဆရာဆရာခွင့်ပြုပေးမယ်ဆိုရင်ပေါ့လို့ပြောလိုက်ပါတယ်ရဲမှုရအမခေါင်းငိမ့်ပြလိုက်ပြီးဒိုးသေးသေးလှုပ်ဆောင်ပါငါတို့ဒီအောင်မြန်မြန်ဖြေရှင်းရမယ်လို့ပြောပါတယ်ဆာရာဖာနိုင်ကထားသွားမလို့လှုပ်တော့ရဲမှုကြီးက မင်းဝင်းကြီးဖုန်းဆက်သေးလားလို့မေးပါတယ်။ဇာရဖာနဲ့ကဆက်တယ်ဆရာ။ "तू ကဒီမှုကိုပထမဆုံးရက်ကလေးကစောင့်ကြည့်နေတာလို့ပြောလိုက်တော့ရဲမှုကြီးကကောင်းပြီ။ဒါဆိုအမှုကိုတေချာကင်တွယ်ပါလို့ပြောလိုက်ပါတယ်။ဇာရဖာနဲ့လည်းရဲမှုကြီးကိုအလေးပြုနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။ဇာရဖာနဲ့ကသူ့ရဲ့လက်ထောက်ကိုစတစ်တစ်ခုပေးလိုက်ပြီးတော့ဒီထဲမှာယောက်ျားတွေနဲ့မိန်းမတွေရဲ့ဗီဒီယိုတွေအများကြီးပါတယ်။ယောက်ျားတွေရဲ့မျက်နှာတွေကဝါးနေတယ်။နီးပညာဌာနကိုပို့လိုက်ပြီးတော့အဲ့ဒီဝါးနေရတွေကိုဖယ်ခိုင်းလိုက်လို့ပြောပါတယ်။အဲ့လိုတွေလုပ်ပြီးသွားတော့သူတို့လည်းနင်းနာသူမျိုးသမီးတွေကိုလိုက်ပြီးတော့မေးမြန်းခဲ့ပါတယ်။ အမျိုးသမီးတွေကတော့နီးမျိုးမျိုးနဲ့လဲစားခံလိုက်ကြပြီးနင်နာသူတွေဖြစ်ခဲ့ကြတာပါဆိုရှယ်မီဒီယာတွေကတဆင့်သူတို့တွေနဲ့လူယုံမာတွေကရင်းနှီးခဲ့ပြီးတော့ဒီလိုတွေဖြစ်လာခဲ့ပါတယ်အဲလိုတွေဖြစ်ပြီးတော့လူယုံမာတွေကနင်နာသူမိန်းကလေးတွေစီကနေငွေညစ်ခဲ့ကြတာပါတချို့အမျိုးသမီးတွေကလက်ခံလိုက်ပြီးဘဝကိုရှေ့ဆက်သွားကြပြီမိတ်တချို့မိန်းကလေးတွေကတော့ပတ်စံတွေပြီးခဲ့ကြပါတယ်အရာနဲ့ဆာရာဖာနဲ့လည်းသူတို့ကိုအမှုဖွင့်ခိုင်းလိုက်ပြီးတော့နာမည်မပေါက်ကြားစေရပါဘူးလို့ပြောပါတယ်သူတို့တွေပြန်လာချိန်မှာပဲရဲမှူးကြီးကဖုန်းဆက်လာပြီးကာစီမှုကမီဒီယာတွေပေါ်ရောက်နေပြီလို့ပြောပါတယ် ဇာရဗာနန်ကကျွန်တော်ဘက်ကတော့လုံးဝမပေါက်ကြပါဘူးဆရာကျွန်တော်ကလူများကြီးကိုစစ်မေးရတာသူတို့တွေကတရားကိုပြောလိုက်တာမျိုးဖြစ်ပါလိမ့်မယ်လို့ပြောပါတယ်ရဲမှုရသူတို့သတင်းသားရှင်းလင်းပွဲလုပ်လိုက်ဖို့ပြောပါတယ်မီဒီယာတွေမှာတော့ကာစီလိုမီရတဲ့ခြံနဲ့ရိုးကြောကုထုံးပင်နာရှင်တဦးရဲ့ပျောက်ဆုံးမှုကိုစုံစမ်းစစ်ဆေးနေတော့မှာပဲသူဟာအချစ်ကိုအကြောင်းပြပြီးတော့မိန်းကလေးပေါင်းများစွာကိုလှည့်ပြကာသူတို့မှောင်မားခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုရိုက်ကူးထားပြီးတော့ချင်းချောင်းငွေညစ်ခဲ့ကြောင်းရဲတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်ရဲတွေကတောင်အမြန်ဆုံးစစ်ဆေးနေကြပါတယ် ရဲတွေအနေနဲ့နင်နာသူတွေကိုမှုဖွေတိုင်ကြားဖို့တောင်းဆိုခဲ့ပြီးတော့သူတို့ရဲ့လိုအပ်ချက်ကိုထိန်းသိမ်းထားမယ်လို့ဂရီပေးထားခဲ့ပါတယ်ဆိုပြီးတော့တင်ပြနေခဲ့ပါတယ်။အဲ့ဒရင်ကိုကြည့်နေကာစီအဖေနဲ့အမေကတော့ငိုနေခဲ့တာပါ။အဲ့ချိန်သူတို့ခြံရှိမှလူအုပ်ကြီးရောက်လာခဲ့ပြီးတော့မင်းတို့ရဲ့အသားကိုဗမာဖွက်ထားလေ။အဲ့ဒီငနွားကြောင့်သမီးတွေကိုစိုးရင်နေရတာလို့ပြောပြီးတော့ကာစီအဖေနဲ့အမေကိုဂဲရီနဲ့ပေါင်နေကြပါတယ်။ကာစီအဖေတယောက်လည်းခေါင်းကွဲသွားပါတယ်။သူနဲ့နောက်နေမှာတော့ကာစီအဖေနဲ့အမေကိုဆာရာဗာနိုင်ကထပ်ပြီးတော့ဆေးဆေးမေးမြန်းခဲ့ပါတယ်။ကာစီအဖေနဲ့အမေကဆရာ ကျွန်တော်တို့ကကျွန်တော်တို့တော့လူပြောက်တိုင်းတာပါဆရာဆရာသူ့ရာဇဝဲကောင်ဖြစ်အောင်လှုပ်ပစ်လိုက်ကျွန်တော်ကိုကိုတတ်သိဖို့တော့လှုပ်ခဲ့တာဆိုပြီးအာမနာရှာမကျိုးဇော်မဲလုံးလိုအခွက်ပြောင်းတိုက်ပြီးတော့ပြောသေးတာပါဆာရာကခမရတို့ကခမရသားကြောင့်လာပြောနေကျုပ်ကသူဖြန်စည်းခဲ့တဲ့မိန်းကလေးရောက်တရာလောက်ကြောင့်ပြောနေတာခမရတို့ခုခုဖုံးကွယ်ထားကျုပ်သိကျုပ်ကအဲ့ဒါဗာလဲပြောပြဆိုပြီးတော့မေးပါကာစီဖေးနဲ့မင်းကငိုပြီးတော့ကျမတို့ဆရာကိုအားလုံးပြောပြပြီးပြီလေတခြားဘာမှမသိတော့ပါဘူးဆိုပြီးပြောပါတယ်ဇာရဘာနိုင်လဲဘာမှဆက်ပြောမနေတော့ပဲ သူတို့ရဲ့လုံခြုံရေးအတွက်လိုအပ်တာတွေလုပ်ပေးဖို့သူ့ရဲ့လက်ထောက်ကာနိုင်ကိုပြောလိုက်ပါတယ်။အဲနောက်အန်နီတာကိုနောက်တစ်ခေါက်ထပ်ပြီးတော့ပြင်းထန်ထန်ဆင်မေးတော့မှအန်နီတာကတခြားသူတွေဖုံးကွယ်ထားတဲ့ຢာတွေကိုဖြည်းဖြည်းချင်းထုတ်ပြောပြလာခဲ့ပါတယ်။ကာစီနဲ့အန်နီတာနဲ့ကကမ်းခြေမှာတယောက်နဲ့တယောက်ချစ်တင်းနှောနေခဲ့တာပါ။တကယ်တော့ညာဘက်ကြီးကာစီကအန်နီတာစီဖုန်းဆက်ကသူ့မိကျမ်းမာကြီးကြောင့်ပတ်စံလိုနေကြောင်းပြောလိုက်ပါတယ်။အန်နီတာရပါတယ်ကျွန်မကူညီပေးနိုင်ပါတယ်။ကျွန်မရဲ့လက်ဝတ်ရေနာတွေကအသုံးမဝင်တာဆိုပြီးတော့ပြောပါတယ်။တကယ်တော့ကာစီကသူ့ထိုင်ကုန်မှာအေးဆေးထိုင်ပြီးတော့ ဒီစကားတွေကိုပြောနေခဲ့တာပါအနီတာဘေးမဲ့ပြောလိုက်တော့ကာစီကလာယူခဲ့ပါတယ်အဲနောက်ပိုင်းမှာတော့ကာစီကသူမကိုတဖေးဖေးနဲ့ရှောင်လာခဲ့ပါတယ်အနီတာရဲ့ဖုန်းတွေကိုလည်းမကင်တော့ပဲဘလော့ပစ်ခဲ့ပါတယ်ဒါမဲ့တရတော့အနီတာကာစီစီလိုက်သွားပြီးတော့ပြောဆိုခဲ့ပါတယ်ကာစီကအနီတာကိုရတယ်မင်းလုံးချင်တာလုပ်တယ်အဲ့မတိုင်ခင်တော့ရုပ်ရှင်တူတူကြည့်အောင်ဆိုပြီးသူနဲ့အနီတာတူတူအိတ်ထားတယ်ဗီဒီယိုကိုပြပါတယ်အနီဒါငိုယိုပြီးတော့မကောင်းဆိုးအားကောင်ငါပတ်စံဒီပြန်မပေးနေငါဘွားကိုမဖြတ်စည်းလိုက်ပါနဲ့ဆိုပြီးတော့တောင်းပန်နေခဲ့ရပါလေကာစီက အဲ့ဒါတွေကမေးပေါ်မှုတည်တာအခုတော့အချိန်မရှိတော့ဘူးဒီကနေထွက်သွားလိုက်တော့လို့ပြောပါတယ်အဲ့ဒါတွေကိုဆာရာဖာနိုင်ကိုပြန်ပြောပြနေတယ်အန်နီတာကငိုယိုပြီးတော့ကာစီယာကျွန်မကိုချစ်တယ်ထင်လို့အဲ့လိုတွေလုံးမိခဲ့တာပါဆရာကျွန်မကိုကိုတတ်သိဖို့ထီတော်လောက်ခဲ့ပါတယ်မွေးလာတဲ့ဘဝကလည်းအကျိုးမပေးရွေးချယ်လိုက်တဲ့ဘဝကလည်းအကျိုးမပေးသူ့လိုအပြစ်သားကိုတလောကလုံးကဘုရားသခင်လိုကိုးကွယ်နေတာကျွန်မတို့လူတွေကဘာမှလုပ်လို့မရဘူးလို့ပြောလိုက်ပါတယ်ကာစီကစုံစမ်းစစ်ဆေးမှုကမပြီးသေးဘူးမင်းပြန်လာမယ်လို့ပြောပြီးတော့ပြန်ခိုင်းလိုက်ပါတယ် နောက်ရက်သတင်းစာရှင်းလင်းပွဲလုပ်ကြမယ်ဆိုတဲ့သတင်းကြတော့ဝင်းကြီးကဆာရာဖာနိုင်ကိုဖုန်းဆက်ပြီးတော့ကာစီသတင်းနဲ့ပတ်တိုင်ငါ့အရင်အတီပေးလို့ပြောထားတယ်မလားဘသူခွင့်ပြုချက်နဲ့သတင်းစာရှင်းလင်းပွဲလုပ်တာလဲလို့မေးပါတယ်ဆာရာဖာနိုင်ကရဲမှူးကြီးပြောလို့လုပ်တာပါလို့ပြောပြီးတော့ဖုန်းချလိုက်ပါတယ်ဝင်းကြီးကတော့မေရောရဲမှူးရောငါနဲ့တွေ့မယ်ဆိုပြီးတော့စိတ်တူနေခဲ့ပါတယ်အဲနောက်သူတို့စုံစမ်းစစ်ဆေးမှုရနောက်ထပ်နှစ်နာသူ6ယောက်ထပ်ပြီးတော့တွေ့ခဲ့ပါတယ်အဲထက်ကတယောက်ကတော့အဆုံးစီရင်သွားခဲ့ပါပြီဆာရာဖာနိုင်လည်းတတ်တည်သွားတဲ့နှစ်နာသူအမျိုးသမီးရဲ့ကျန်သူယောက်ျားကိုသွားပြီးတော့စစ်ဆေးခဲ့ပါတယ် အမျိုးသားလက်ထဲမှာကလေးငယ်လေးကိုလည်းချီလို့ထားခဲ့ပါတယ်။အဲဒီမျိုးသားကအစာပိုင်းမှာတော့သူမိမရဲ့ဂုံတိတ်ခါကြောင့်မပြောဘဲနေနေခဲ့တာပါ။ဇာရဗန်နန်တို့ဖြောင်းပြလိုက်တော့မှပဲပြောပြခဲ့ပါတယ်။ဇာရဗန်နန်တို့လည်းထပ်ပြီးတော့ဆင်မေးဖို့မီနတ်စ်ကိုလိုက်ရှာနေပေမဲ့မီနတ်စ်ကထပ်ပြီးတော့ပြောင်းနေခဲ့ပြန်ပါတယ်။တကယ်တော့အထိတ်မှလည်းကာစီကမီနတ်စ်ကိုပါယုံမှာဘူးကြံစီခဲ့တာပါ။မီနတ်စ်နဲ့ကာစီတို့ကအကြောင်းတစ်ခုကြောင့်ကန်းချိန်မှာစကားပြောနေနေမိုးရီတူတူချိုးခဲ့ကြပါတယ်။အဲနောက်ကနေစပြီးတော့မီနတ်စ်နဲ့ကာစီတို့ဘာရင်းညာတွေဖြစ်ကုန်ကြပါတယ်။ အဲ့ဒီဗီဒီယိုကိုဆာရာဖာနိုင်တို့တွေးခဲ့ကြတာပါဒီမူရဲကအရန်ကိုရှင်နေလို့ဆာရာဖာနိုင်တို့လည်းခေါင်းကိုက်နေခဲ့ကြပါလိမ့်နောက်တော့အစားကနေနောက်တစ်ခေါက်ပြန်စစ်ဆေးဖို့နင်နာသူတွေပါဝင်ပတ်သက်သူတွေအကုန်လုံးကိုပြန်ခေါ်ခဲ့ပါလိမ့်ပရီယာအနီတာနဲ့မီနာစတိုကိုပြန်ခေါ်ပြီးတော့ဆာရာဖာနိုင်ကမင်းတို့အားလုံးကမတူညီတဲ့ဇလန်းကိုပြောပြသွားတယ်ငါကူဇလန်းမှန်ကိုပြောပြရမလားကမ်းချိန်မှာအက်တီဖြစ်နေတာကာစီဖုန်းနံပါတ်တစ်ခုပဲမဟုတ်ဘူးမင်းတို့၃ရောင်းရဲ့ဖုန်းနံပါတ်တွေဖြစ်နေတယ်ပရီယာမရောက်ကြနိုင်ငံသားမှာဆိုတော့ကာစီလိုလူကိုမင်းလိုအပ်တယ် မီနာမင်းကလည်းစိတ်ုံသေးသေးလေးထောင်ထားတာဆိုတော့ငွေကြေးရမင်းကာစီလိုလူကိုလို့တယ်အနီတာမင်းလည်းအိမ်တော်ပြတ်ပြီးတော့ဂျန်တဲ့လူတွေကလည်းအတိမပေးပဲထွက်သွားကြမင်းတို့ကတော့ကာစီကိုမင်းတို့လုံရင်အတွက်သုံးခဲ့ကြနောက်တော့သူ့ကြောင့်အနာဂတ်ပြဿနာတွေထိခိုက်မှာဆိုပြီးသူ့ကိုပူပေါင်းကြံစီဖို့စီစဉ်ခဲ့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပရီယာကကျမအပြစ်တွေကဂင်းကမြင့်နဲ့စေးအောင်မပြောက်ပါဘူးကျမကိုကျမအရန်ယုံခဲ့တယ်အဲ့ဒါပြီးတော့သူကျမကိုဖုန်းတွေတောက်ဆောက်ခေါ်ခဲ့တယ်ဗီဒီယိုတွေပို့ခဲ့တယ်တောင်းပန်ပြီးတော့ဖြတ်ခိုင်းခဲ့တယ်မရခဲ့ပါဘူးဆိုပြီးတော့ပြောပါတယ်ဆာရာဗာနိုင်က မင်းတို့ကတနေ့တနေ့ဇလန်းနေပြောင်းပြီးတော့ပြောနေတာဘယ်အောင်ယုံရမှာလဲဆိုပြီးတော့မီနာစ်ကိုလည်းဘယ်သူနဲ့အိတ်နေသေးလဲဆိုပြီးတော့မေးပါတယ်မီနာစ်ကဆရာမိမတွေအိတ်ဖို့လူပဲရှာနေမထင်ပါနဲ့ तू ကကျမတို့ဗီဒီယိုတွေကိုချိန်ချောက်ပြီးတော့တခြားလူတွေနဲ့အိတ်ခိုင်းနေတာဆိုပြီးတော့ပြောလိုက်ပါတယ်ဇာရာဖန်နဲ့ဘာမှပြန်မပြောတော့ဘဲအာရွန်ရဲ့အိမ်ဆောင်အဖိုးကြီးကိုခေါ်ခဲ့ပါတယ်အဲ့ဒီဖိုးကြီးကိုကြည့်ပြီးတော့ငါတို့တန်တရားရှိသလိုမျိုးငါတို့မေးမြန်းမိတဲ့နောက်မှာ तू ကမင်းတို့တယောက်ချင်းစီကိုတီးတန့်တွေ့ခဲ့မင်းတို့အားလုံးအဖိုးကြီးနဲ့ဆက်ဆက်မှုရှိလိမ့်မယ်လို့ငါကောက်ချက်ချထားတယ် ဒီဖိုးရမင်းတို့ကာကွယ်ဖို့လိန်တယ်မင်းတို့ကသူ့ကိုကာကွယ်ဖို့လိန်တယ်ပရိယာအခုခေတ်နှီးပညာကိုသုံးပြီးတော့ကာစီအတန်တိုင်းလိုက်လို့သူမိဘတွေကိုလဲစားပြီးတော့အမှုလမ်းကြောင်းပြောင်းအောင်လုပ်ဖို့ကြိုးစားတယ်ငါတို့ရှာမတွေ့နိုင်ဘူးထင်တယ်ပေါ့ပြောရရင်ငါမင်းတို့ကိုကူညီတောင်းကူညီနိုင်တယ်မဟုတ်ရင်မင်းတို့တစ်ချိန်လုံးတွေးပူနေတာဖြစ်လာတော့မှလို့ပြောလိုက်ပါလေအဖိုးကြီးကဆရာသူတို့ရှိမှနေထိုင်ဖို့တဘွားကြီးကြံပါသေးတယ်သူတို့ထိခိုက်မလို့ပါနဲ့ဖြစ်ခဲ့တာတွေကိုကျွန်တော်ပြောပြပါမယ်ဆရာဆိုပြီးအဖြစ်မှန်တွေကိုနောက်အကြောင်းပြန်ပြောပြခဲ့ပါတယ် အတိတ်မှာတော့ကျွန်တော်မြင်းမလေးကအန်ဒီတာနဲ့ကာစီရန်ဖြစ်တာကိုမြင်ပြီးတော့လန့်သွားခဲ့ကာစီပြင်ထွက်သွားလို့သူ့ခန်းထဲဝင်ကြည့်တော့ဒူကာပို့ပြီးတော့လန့်သွားခဲ့ရတယ်အဲ့ဒီတော့ကာစီဘွားကိုဖျက်ဆီးပေးမယ်ဆိုပြီးတော့ဂရီပေးခဲ့ဒါမဲ့မြင်းနဲ့ကျွန်တော်နဲ့နှစ်ယောက်တည်းဘလို့လို့တတ်နိုင်မှာလဲအင်အားလိုတယ်လေအဲ့လိုနဲ့ကာစီမဟုတ်တာလို့တာခံခဲ့ရတဲ့သူတွေနဲ့မြင်းမလေးကတဆင်အဆက်အသွယ်ရလာခဲ့သူတို့တွေနဲ့အစည်းအဝေးတွေချခဲ့ကြစိတ်ဓာတ်တွေရနေကြတာတော့သူတို့တွေကကာစီကိုတတ်မဲ့အကြံစီမှာပူပေါင်းပေးခဲ့တယ်မြင်းမလေးကိုကိုမတတ်သေးခင်အထီးပေါ့ အဲ့ဒါကျွန်တော်တို့ကိုပို့ပြီးတော့ဒေါသထွက်စေခဲ့တယ်။အားကြောင့်ပရိယာကတဆင့်ကျွန်တော်တို့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ဖို့လှုပ်ခဲ့တယ်။ပရိယာကာစီကိုဖျားယောင်းပြီးတော့ကန်းချိန်မှာထတ်တွေးဖို့ခေါ်ခဲ့။ကန်းချိန်ကိုရောက်တော့အဖိုးကြီးကိုအရက်ပလင်းပေးပြီးနားခိုင်းလိုက်တယ်ဆိုပြီးတော့ပြောပြပါတယ်။အိုင်မာမီနတ်စ်နဲ့အန်နီတာကတတ်တတ်စောင့်နေခဲ့ပါတယ်။အဖိုးကြီးကလည်းသူတို့စီသွားပြီးတော့ဒူဒူစောင့်နေခဲ့ပါတယ်။ပရိယာကကာစီဆဲလိတ်သွားတောက်တော့ကာစီတောင်းမဲ့ဝိုင်းကွက်ထဲကိုအိတ်ဆေးတချို့ထည့်လိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်အိတ်ဖို့လုံနေတော့မှပရိယာထည့်ထားတဲ့ဆေးကြောင့် ကာစီတောင်မူးလာပြီးတော့အဲ့ဒီခန်းထဲကထွက်သွားခဲ့ပါတယ်။ရေဥကန်ရှင်းသားမှာကာစီမတ်တက်ရက်နေတော့သူတို့တွေကာစီကိုနောက်ကနေသွားရိုက်ဖို့လှုပ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကမသွားသေးပဲအိမ်ထဲကကြည့်နေတော့မှာပဲ။မျက်နှာဖုံးမဲနဲ့ဝိယုံမဲဝစ်ထားတဲ့လူကကာစီကိုနောက်ကနေရိုက်လိုက်တာပါဆိုပြီးတော့ဒီကိစ္စတွေကိုဆာရာဗာနိုင်းကိုပြန်ပြောပြလိုက်ပါတယ်။မီနတ်ကယုံကြည်ုံမြုံကြည်နေပါအဲ့ဒါအမှန်တရားပဲ။သူ့ကြောင့်မင်းကလေးအများကြီးဖြတ်စည်းခံခဲ့ရတယ်။သူ့ကြောင့်တေဆုံးခဲ့ရတဲ့မင်းကလေးလည်းအများကြီးရှိခဲ့တယ်။ခုချိန်ဒီသူများရင်လည်းကျမတို့အိတ်ခိုင်းခဲ့တယ်။ ကျမတို့ပြည်စာရီလိုသဘောထားခဲ့တာဆိုပြီးတော့ပြောပါတယ်။စာရာဗာနန်ကမင်းတို့ဘယ်သူတွေနဲ့အိတ်ခိုင်းတာလဲ။ငါ့ကိုပြောပြဆိုပြီးတော့မေးပါတယ်။အဲဒီမှာသူတို့တွေပြောပြလိုက်တဲ့သူကတော့ဝင်ကြီးတွေပဲဖြစ်နေပါတော့တယ်။နောက်နေ့မှာတော့သူတို့ဝင်ကြီးကိုသွားပြီးတော့ဖမ်းလိုက်ကြပါတယ်။ဝင်ကြီးကသူ့အပြစ်သူဝင်မခံပဲသူကပရိုက်တာမိခင်ကြီးဖြစ်ကြောင်းမိဘမဲ့ဂေယာလဲထောင်ပြထားကြောင်းရေကြီးတိုင်းငလင်လုံတိုင်းမှာပြည်သူတွေကိုအုပ်ကြီးကတဆင့်ကူညီတတ်တဲ့ရေငလင်သခင်ကြီးတွေဖြစ်ကြောင်းကိုရှောက်ပြောပါတယ်။ ။နောက်တော့မီနာစတို့ပြောပြထားတဲ့တတ်သေးအတန်းဖိုင်ကိုဖြွင့်ပြလိုက်တော့မှတုံလှုပ်သွားခဲ့တာပါ။အဲနောက်ဗီဒီယိုပါထပ်ပြီးတော့ဖြွင့်ပြလိုက်တဲ့အချိန်မှာတော့ဝင်းကြီးညင်းလို့မရတော့ပါဘူး။အဲ့နောက်တော့ဝင်းကြီးကအိုက်ဒီယာလူနဲ့ငါနဲ့ရုပ်ချင်းစင်နေတော့ဆိုပြီးတော့ညင်းမို့ကြိုးစားကအယူကွက်နေနေပါသေးတယ်။ဇာရာဗာနိုင်ကခမရနဲ့ကာစီပတ်သက်မှုရှိတာကိုကြုတ်သိတယ်။ကာစီပြောက်သွားခမရနဲ့လည်းဆိုင်တယ်။ခမရတက်လိုက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့ဆိုပြီးတော့ပြောပါတယ်။ဝင်းကြီးကတော့အเจ้าကန်နေညင်းနေခဲ့တာပါ။ဒါမဲ့ဇာရာဗာနိုင်တို့ကတော့သူ့ကိုအတင်းဆွဲခေါ်သွားခဲ့ကြပါတယ်။ အဲ့ဒါမှတော့မီဒီယာတွေကဝင်းကြီးအဖမ်းခံအကြောင်းနဲ့ကာစီမှုနဲ့ပတ်သက်နေကြောင်းတန်တရားတရားခံကာစီကတော့နိုင်ငံသားကိုထွက်ပြေးသွားကြောင်းသတင်းတွေတင်ဆက်နေခဲ့ပါတယ်ရဲမှုကြီးကလည်းသတင်းသာရှင်းလင်းပွဲလုပ်ပြီးတော့မီဒီယာတွေကိုအမှုကြောင်းပြောပြပေးခဲ့ပါတယ်ဇာရာဗာနိုင်ငံကလည်းသူသမီးလေးကိုပို့ကူးဆိုင်ပြီးတော့အချိန်ပိုပေးခဲ့ပါတယ်တကယ်တော့သူသမီးလေးကလည်းကာစီရဲ့တားကောင်တွေကတယောက်ဖြစ်ခဲ့ရပြီးကိုဝင်ပါရှိလာခဲ့တာပါအဲ့နောက်မှာသူသမီးလေးကကိုကိုကိုတတ်သိသွားခဲ့ပါတယ်တကယ်တော့ကာစီကိုရိုက်တတ်ခဲ့တဲ့မျက်နှာဖုံးအမဲဝိတ်ယုံအမဲနဲ့လူကတော့ စာရာဗာနန်ကိုယ်တိုင်ပဲဖြစ်ပါတော့ဒီစာရာဗာနန်ကသူသမီးတို့ထိုင်းသင်းနဲ့ပြစ်ဒဏ်နဲ့လက်စားခြေပေးလိုက်တာပါဇလန်းလေးကလည်းဒီမှာပဲအဆုံးသတ်သွားပါတယ်ခင်ဗျာဆိုတော့တခုနှစ်ခုလောက်ရှာရှည်ရမယ်ဆိုရင်တော့ဖြင့်မိမသားများအနေနဲ့ခင်ဗျားတို့ရဲ့ဘဲကိုဘလောက်ပဲချစ်ချစ်ဘလူးပလဲလုပ်တဲ့အချိန်မှာဗီဒီယိုရိုက်မခံပါနဲ့တကယ်လို့များရိုက်ထားခြင်းနဲ့ဆိုရင်တော့လူတိုင်းစီပြန့်သွားရင်ခန္ဓာရင်ရှိအောင်ရင်ပြင်ဆင်ထားတင်ပါလေကိုကကျူးကိုဒူးတော်မယုံရတာမလို့ဒါလေးတွေသတိချက်တင်ပါကြောင်းလဲစကားလက်ဆောင်ပါခြင်းပါခင်ဗျာ တော့အခုလိုဆုံးဒီအားပေးကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတူတင်ရှိပါကြောင်းနဲ့ပရိသတ်များလည်းတကွာတိုင်းပြည်နယ်လူသားမျိုးနွယ်ကိုအစိမ့်မခတ်တတ်တော်သူများအားလုံးပဲကျမ်းမာပေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန်ခင်မူပါ